ဒီနေ့ကတော့မြို့ရဲဝင်ကြီးများရဲ့ဝင်းထဲမှာ AC ထည့်ရင် sequence တိုင်းအကင်ကောင်းကောင်းလေးရေစားလို့ရမယ်အပြင်အကင်အတွက်ရွေးချယ်စရာလည်းများပြီးအသားလက်ဆက်မှုနဲ့ homemade sequence အမှုရဲ့အနံ့မှုမှုထုံဆက်ရတာထိမိလို့လူကြိုက်များရဲ့ဆိုင်လေးမှာတောဆမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကတော့မြို့ရဲဘက်မှာအကင်ကောင်းကောင်းလေးစားခြင်းလို့အနော်ရထားလန်းနဲ့တိမ်ဖြူလန်းတောင်ဝင်းကြီးများရုံထဲမှာဖွင့်ထားတဲ့ flame barbecue မှာလာစားပါဘောနော်။ဒီကတော့သူကအကင်နဲ့နာမည်ပူကြီးရဲ့ပေါ့နော်။အဲ့တော့အထက်မှာဘလူး menu ရေရှိအောင်မလဲ။ဘလူးပုံစံလေးသူกินပြီးလဲဆိုတော့တွေ့ကြအောင်နော်။လိုက်ခဲ့ပါဗျာ။ ါဒီမှာကတော့ညနေခင်းဆိုရင်အပြင် outdoor area မှာလည်းထိုင်လို့ရတယ်။ကင်တာကတော့ဟိုးဘက်ချမ်းမှာပေါ့နော်။အကင်နေရွေးမဲ့ဆိုတော့အထက်မှာတွားရွေးရမှာ။ဆိုင်းအောင် outdoor outdoor နဲ့ထက်ရှိပါတယ်။ကျွန်တော်ရွေးချက်စရာအကင်အမျိုးအစား၄၀ကျော်လောက်မျိုးရှိရယ်။ကြက်အမဲစိတ်ကျွန်တော်ပင်လဲစားအဲ့ဒီပြင်မှာဒီမှာမာလာခဲဘက်တို့စေအောင်နှောက်တို့ပေါ့လည်းရရပါတော့။ခဲဘက်လည်းရမယ်၊ငါးကင်လည်းရမယ်။ အော်ဟုတ်ပြီခင်ဗျာဒီမှာကြောက်အကင်စင်းသုံးနေဆိုရင်လည်းတစ်ထောင်နှစ်ထောင်သုံးထောင်ပတ်ချလဲပဲရှိရပါတော့အသားသွဲဆိုရင်လည်းကျွန်တော်တို့ဒါ premium quality တိုင်းပဲကျွန်တော်ဓာတ်ပစ္စည်းပိုင်းမှာသုံးထားပေါ့နော်တကယ်လို့လေဒီအကင်လေးတို့လေကျွန်တော်ကလေအိမ်မှာပါတီပိုင်းလုပ်ချင်တာမျိုး UR နှစ်တက်ကူတွေမှာကိုချန်တယ်မှာကိုအဲ့လိုအကင်လေးစားခြင်းတို့လေမှားခြင်းနဲ့ဆိုဘယ်လိုစားပစ်လေးပေးလဲမင်းနော်ကျွန်တော်တို့ဆိုင်က home service အနေနဲ့လိုက်ပေးရပေါ့နော်ကျွန်တော်တို့ service ချချဆိုပြီးလုံးဝမကောက်ထားဘူးရှင်အကင်နာကျွန်တော်တို့ရဲ့ main chef တွေပေါ့နော် main chef တွေကမှကိုရိုင်းပြီးတော့အကိုတို့လာกินပေးမှာရှင်တန်ရှင်းတန်ရမှုလေးလည်းရှိမယ်အရသာပိုင်းမှာလေအကိုတို့ကစိတ်ချယုံစီစားနေ ာသုံးလို့ရရှင့်။ဆောင်းထဲမှာတိလားမတိမိဘဘွယ်မှာအကင်းနေကင်းစားတယ်လို့အဲ့လို white မျိုးလေးရမယ်ရှင့်။ဒါပေမဲ့အကိုရောကင်းစရာမလိုဘူး။မလိုတော့အလုပ်ရှုပ်နေတတ်တာပါမယ်။တခါအရာရှိရကင်းနေစားလို့ရမယ်။ဒီကဒီမှာကျွန်တော်လာစားရဆိုရင်စီချွန်အကင်းဆုံးကျွန်တော်မှားထားရပါတော့။ဒီစီချွန်ကင်းအားလေလေကင်းတဲ့အနောက်မှွေးနေရပဲ။အဲ့ဒီပြင်ဒီရှိရကိုကျွန်တော်ဒါ menu tip ဖြစ်တဲ့ဂျပန်တိုဘူဟော့ပလေးလေးပါနော်။ဒီရှိရလည်းဒါ menu tip လေးပဲ။ဒါမာလာပတ်ပေါ့။ဒီလိုပဲဆိုရင်လေတော့1350ကျပ်ပဲရှိရဲ့။ နှစ်ရက်လောက်တောင်ကောင်းကောင်းလေးကိုလေသမင်းမပါဘဲနဲ့ပိုရှင်းတော်တော်များများစားလို့ရရပါတော့။ဒီဘက်ကတော့စားပဲဥပစုံကြောပေါ့နော်။ဒါလေးဆိုလည်းပစုံကအခွန်မှာဝါစားလို့ရတယ်။ဒီရှိရကြတော့ကျွန်တော်တို့ဒါမုံလာဥဖြူအမဲသားဟင်းရေပေါ့နော်။ဟောဒါမကြီးစော့လေးရေဒီဘက်ကစီးပူးစော့လေးရေပေါ့နော်။အကင်ထဲမှာဆိုရင် signature အနေနဲ့ကြာတော့အမဲရှာအမဲကြောအမဲလုံးအဲ့ဒီမှာစိတ်သားအမဲသားပေါ့နော်။အမဲရှာလေးအဲ့တော့ကြက်ရည်ကုန်ပါနော် ဒီမဲကြောလေးကကြာကျွန်တော်လည်းခဏခဏစာပြစ်တယ်ပေါ့နော်သူကကြာတော့အသားရဲ့အစီကိုတွဲတွဲပြီးစားတာအမဲကြောလေးဆိုရင်လည်းသူအစီအသားတပိုင်းကြီးစီနဲ့စားရတာဖြစ်တွေ့တဲ့ကြောင့်ဟိုဝါရဲ့ခါကျရင်တထုတ်ထုတ်နဲ့အနံ့နှွှေးနေရောပဲအသားနေပြီးတော့အဲ့လိုမနော်စီလေးပေါပေါပေါထွက်နေတဲ့အချိန်မှာပုံမိတ်စီချွမ်အမုံနဲ့ဖြူးပြီးတော့กินလိုက်တဲ့ခါကျတော့လေအနံ့ပုံမွေးပြီးတော့အသားရဲ့အထိပါအရသာဝင်နေလို့ခံစားရတာပေါ့နော်အမဲဥကြမ်းလေး ရအစားစားရရလေဒီမျိုးပါလာမျိုးစားလဲအောင်စီစဉ်ထားပါနော်အသားမှာကြောက်လေလေအရသာနှစ်သားမျိုးမဟုတ်ဘဲနဲ့ဥမာစီချွန်မှုန့်လေးဖြူပေးထားတာလေစားတဲ့ချိန်တိုင်းတော်လို့အရသာထိထိမိမိနဲ့တော်တော်မိုက်တယ်မကြီးချင်းလေးတူပြီးစားမှာပေါ့နော်ရုပ်ပွားတဲ့မှာအသားရပါသေးတာဒီမှာကြတော့အသီးစစ်ဖြော်ရည်လေးလည်းရပါတော့။ပစုံစာပဲဥကြော်လေးပါတော့။ တော့ဆောက်ကြပါအောင်တော့ကြောက်အခုမှစားလို့ရတယ်စားပြီးဥရတာစိမ့်စိမ့်လေးနဲ့ဥမှာပစုံရဲ့ချိုရဲ့ကြက်လေးနဲ့အပေါ်ရင်အခွန်လည်းကျွတ်ကျွတ်လေးဆိုတော့ဝါးစားလို့လည်းကောင်းတာပါနော်အမေသားမုံလောက်ဖြူခင်းရည်လေးရည်မုံလောက်ရဲ့ချိုးရက်ချက်လေးရည်ပြော့အမေသားလေးကနူးဣညာပဲဒီရှိရဂျပန်တိုဘူးဟော့ပလီလေးစားမှာပေါ့နော် ဒီမှာကြောက်လေထိုင်ရတဲ့ bike ကညာဘက်ဆိုရင်ပို့ပြီးတော့ AC ဖြစ်တယ်ပြီးတော့ကိုမိတ်ဆွေဘိုင်းနဲ့လည်းဆုံးလို့ကောင်းတာပေါ့နော်တော့အချိုကျက်လေးပဲမာလာပန့်လေးစားပါမယ်ဒီထဲမှာဆိုရင်ကျွန်တော်ဒါအတီးရွက်တွေရောခောက်ဆွဲရောပဲလိတ်တွေရောကျွန်တော်ဒါကြာဆွဲပါမယ်ငုံဥပါမယ်ပေါ့နော်ကိုကတကယ်လို့အသားနဲ့မှားခြင်းနဲ့ဆိုလေအသားနဲ့မှားလို့ရပါတယ်ထည့်ပါမယ် စီချွန်နှစ်ကောမာလာမှုကောရောပြီးတုတ်ထားတဲ့ပုံစံဖြစ်တာကြောင့်သူအဆက်တော့တော်တော်ပြင်းနေပေါ့နော်သူကရှူးရှဲရှဲမှစားခြင်းနဲ့ဆိုရင်တော့တကယ်ရှူးရှဲဖြစ်သွားလိမ့်မယ်။ဗျာအမဲသားလုံးနေဆိုရင်လေကိုယ်တိုင်မဲ့လုံးတာပေါ့နော် မကျွန်တော်ဒီနေ့ကတော့ flame barbecue ဆိုတဲ့ဆိုင်ကြီးမှာလာစားခဲ့ရပါတော့အကင်ဖြစ်တာကြောင့်အာပူပူလေးစားရင်တော့ပို့ပြီးတော့ရတာရှိရဲကျွန်တော်ကပူပူလေးစားဖို့ပို့ပြီး recommend ပေးရပါတော့ဆိုင်လေးစားလေးကတော့အနော်ခါလန့်နဲ့တင်ဖြူလန့်တောင်းဝင်ကြီးများရုံဝင်းထဲမှာပဲရှိပါတယ်အာဆိုင်ခွင့်ချက်ပိတ်ချက်လေးကတော့မလက်စင်နိုင်ရညဆင်နိုင်ထိပါတော့ကျွန်တော်ဗီဒီယိုကျွန်တော်တော်တော်ဆုံးသွားလိုက်ပါတော့နောက်လည်းကျွန်တော်ပင်နေရာလေးပဲဆိုင်လေးခေါ်မယ်ဆိုတော့ဆက်လုပ်ကြည့်ပါဦးတဒါ